မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဒီတခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ကဟောပေးကြပါတယ်ဥစ္စာဗုဒ္ဓဖူးရာဟုသာသမီတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့အတစ်တော့မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ line ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းမှပါလေခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာပို့လေးတင်ထားရယ်เนาะ wifi ရောကအမကြီးများဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့လဲဆိုတော့22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လောက်စိတ်မရှိတတ်ဘူးเนาะတိုးတော့ဟိုလိုင်းကျသွားလို့ဆိုတော့ဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောင်းပြီဆရာငယ်ပြီးရင်ဆိုရယ် Facebook ပြီးပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘုရားသာသမီများလက်ရှိဟိုဟာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာတွင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအဲအတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာရှင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတီးစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအစိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံးထွက်ပြစ်ရှင်တာမျိုးလက်ရှိအချိန်နေတဲ့အနေထားကနေပြီးတော့ ဟိုတောက်ကွဲပြစ်စင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမချမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါတယ်ခင်ဗျာကောင်းပြီကြမ်းပါ၏ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော်ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးအဲကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးကိုစနလို့ပေါ့ကိုကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူးတဲ့တယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေအနေနဲ့ကျမ်းမာရေးကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတက်တဲ့အတွက်သတိထားစင်ကြရမယ့်ကာလဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုတ်တစ်စတင်ဖို့ဆိုရင်တခြားလည်းမိမိမှလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုတ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုသိရတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတီဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုယောက်သားသမီးတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာသိရတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်းပြောင်းလဲလှုပ်ဆောင်လို့လည်းမိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာတုကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းတာကြန့်ကြာနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာတုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်တိုးတော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာတုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင် င်းသစ် OA champion ဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အဲနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OA champion မြေယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတက်ပြီးတော့အကျိုးပြုစေသောကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတက်တက်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ပြီး use size စင်ပြီးဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ ကံကိုညံ့စီတော့အပတ္တအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလုံးမလုံးပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြမှာအထူးသဖြင့်တအူးတဲ့တယောက်တဲ့တစ်ခုတဲ့လုံးတဲ့အလုံးငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှေယာကလေးတွေအပေါင်းစုလောက်ရတဲ့အလုပ်လေးတွေရှေယာဝင်ပြီးလောက်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါလေခင်ဗျာငွေကြီး ငွေကြေးနဲ့ပတ်သက်လာရင်လက်ထဲမှာနည်းလေးအနည်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ထောင်ရေးတွေကြောင့်ဖြစ်စေမိသားစုရေးတွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ထောင်ဘက်ကြောင့်အိမ်ထောင်ရေးကြောင့်သို့မဟုတ်မိသားစုအိမ်ထွေးရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ရင်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေကအိပ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တယ်အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြီး ူဆိုင်ပေးဖို့လိုအပ်ပါတယ်။အိမ်နောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေ၊သို့မဟုတ်မိမိရဲ့အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်နောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးခြင်းနဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားဆင်ခြင်ဖို့နဲ့မိမိနေတဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတတ်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘတ်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးတွေပေါ်ထွက်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဖို့တခုရအောင်သားသမီးတွေကလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မရင်တာမျိုးသမီးအစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပီးပီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ရင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မင်းနှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အစိုးပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စေသောအပတ်တာဖြစ်ပါတယ်ခင်ဗျာ နဘူကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူခြာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ချင်းမိတ်ဆွေတို့အနေနဲ့ခြာလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ချင်းအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလို့နားကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးကိုကဝီဝေးလန်လန်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲကောလာဟာလာသတင်းတွေအဲအဆက်အသွယ်ပြတ်သွားတာမျိုးတည်ဆုံနေတယ်အဆရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာသတင်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကပ်ကိုပေါ်ပြနေတော့ကာလာဖြစ်ပါတယ်။ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ပွဲနဲ့ကိုရတာကိုအတိညာရှိသလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဘုတ္တပုရောက်သားတွေဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရသွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်အတွင်းမှာဆိုရင်အထက်လူကြီးအကြီးအကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုဒီလဟာများစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားစီဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန် စမ်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ထိပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာပေါ်ဆိုင်ကိန်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်တော့အပတ်တာအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးတော့အယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်တတိထားဆင်ကြရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်နေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်နေပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါရတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြဲတမ်းရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော်တွင်မှာအကျိုးပေးစီသော ကနန်းအခရာတွေအနေနဲ့ဆိုလို့ရှိရင်၃ရာကနန်း၊ခုနှစ်ကနန်း၊၆ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးနဲ့နှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုနဲ့နှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက် တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တင်းလာရက်တို့ပါတို့ကိုရှောင်ပြီးသွားပေါ့။ဒီအထုပ်ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တော့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ ငရတံလေးတစ်ရွက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရာအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူဆိုင်ရွက်ကလေးတစ်ရွက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမုံတော့မုံတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ကျင်တော့ဆိုဒီလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရန်ဘုဒ္ဓခုရာဥဒသမီးတွေနေနဲ့ပြုလုပ်ရမယ်ရေရအနေနဲ့ဆိုလို့ရှိရင်တော့ဘုဒ္ဓခုရာဥဒသမီးတွေနေနဲ့ အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကံကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပထံအချင်းကိုပဲတနေ့ကိုအချင်းဟေလူပစ္စည်းတော်မှာခေါင်းစဉ်တွေကိုပဲ24កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံနေဟာဘာလဲလို့မေးရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီဒီယံ0939 0939 116 WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယံဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဟူးရောက်သားသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ ဖြည့်ဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ယေရှုပြန်ပါတယ်အားလုံးအစီအမံကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ